မင်္ဂလာပါရှင်။ဘာမခက်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုအချိန်မှာစပြီးညနေပိုင်းတရင်များကိုအစဉ်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတရင်အနေနဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်နေပြည်တော်တိုင်းစစ်ဌာနတရင်ကိုရတဲ့ကမွန်မင်စစ်တင်နန်းဆင်ပွဲပြုလုပ်ဆိုတဲ့တရင်ပဲဖြစ်ပါရရှင်။အမျိုးသားညီညွတ်ရေးအစိုးရကောင်ရေးဝင်ကြီးဌာနအလဲပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်နေပြည်တော်တိုင်းစစ်ဌာနတရင်ကိုရတဲ့ကမွန်မင်စစ်တင်နန်းဆင်ပွဲယနေ့ပြုလုပ်ကြောင်းသိရှိရသည်။ တနန်းစံပွဲတွေနေပြည်တော်တိုင်းစစ်ဌာနစေဦးစီးချုပ်ကအပွင့်အမစကားပြောကြားပြီးစီရေးချုပ်က MOD ကပေးပို့တော်သွင်းလာကိုဖတ်ကြားခြင်းတရင်ကိုရတဲ့တရင်မှုကတရောက်လာသူများနဲ့တနန်းသားများကိုကျေးဇူးတင်ကြောင်းပြောကြားပြီးတနန်းသားရဲဘော်များကိုတနန်းစံလက်မှတ်များပေးအပ်ခဲ့ကြောင်းသိရှိရသည်ဆလဘီရေစကြိုမြေတော်ရွာကိုစစ်တပ်ကနှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးနေတောင်သားရင်းလေးစစ်တပ်ကစစ်တပ်လေးတွေဖြင့်ပုံကျဲတိုက်ခိုက်ဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်ရှင် မကွေးတိုင်းရေစကြိုမြို့နယ်မြေတော်ရွာကိုအစံဘတ်စစ်တပ်က၂ရက်ဆက်တိုက်အမိရှို့ဖျက်ဆီးနေကြောင်းရေစကြို Township Info Company ကပြောဆိုသည်မက်လ14ရက်နေ့ကစတင်၍မြေတော်ရွာကိုဝင်ရောက်စီးနှင်နေသောအစံဘတ်စစ်ကောင်စီတပ်သားများသည်ခြေရွာဖုံရင်ကြောင်းအပောင်းဝင်နေအိမ်များကိုအမိရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်းယနေ့မက်လ15ရက်နေ့တွင်အစံဘတ်စစ်ကောင်စီတပ်သားများကနနက်၈:၃၀မိနစ်ခန့်မှစတင်၍နေအိမ်များကိုထမံအမိရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရသည် အကြမ်းဖက်စစ်တပ်ကမြေတော်ရွာကိုနှစ်ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးနေခြင်းကြောင့်ဈေးရွာတွင်ရှိနေအများပြားမီးလောင်ဆုံးရှုံးကနေအမီများပျက်စီးသည်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်အစိုးရကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ရေစကြိုမြို့နယ်တာကောင်ရွာမှဈေးရွာတွင်အရတားပြည်သူချောင်းနှင့်မြေစုံသောရွာတွင်အရတားပြည်သူစစ်တပ်ဦးတို့ကိုတပ်ဖြတ်ခဲ့သောစစ်ကြောင်းဖြစ်ကြောင်းသိရသည်။ထို့ပြင်မန္တလေးတိုင်းတောင်သာမြို့နယ်တွင်လည်းကြမ်းဖက်စစ်တပ်ကစစ်တပ်၄ဒီဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကပြောဆိုသည်။ မက်စလာ၁၄ရက်နေ့နနက်တနိုင်53မိနစ်ခန့်တွင်ဂျမ်ဘတ်စစ်တပ်ကတောင်သာမြို့နယ်ရှိရုံးစီကြီးရွာနှင့်ပန်းမောင်းရွာကြားကိုစစ်တပ်လေးတွေဖြင့်ဖုံးသီးကိုလုံးကျဲချတိုက်ခိုက်ခဲ့ပြီးဆက်လက်များဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။အဂျမ်ဘတ်စစ်တပ်လေးကြောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမသိသေးကြောင်းတောင်သာမြို့နယ်လူလူလှုံ့ဆော်မှုကော်မတီကပြောဆိုသည်။ဆလတ်တန်ဆက်ပေးမဲ့တဲ့ရင်ကတော့ကြောင်းနီမော်ရပြူစော်ဒီစကန်ကိုဒရုန်းဖြင့်ပုံကျဲတက်ခိုက်မှုစစ်ကောင်စီတပ်သားလေးပြင်းထန်တရန်ရဆွဲတဲ့တွင်ဖြစ်ပါရရှင်။ တနင်္လာနေ့တိုင်းလောင်လုံးမြို့နယ်ကြောင်နေမော်ရွာပြူစောတီစကန်ကိုဒရုန်းဖြင့်ပုံကျဲတက်ခါရစကောင်းစီတက်သားလေးဥပြင်းထန်တန်းရရရှိခဲ့ကြောင်းလောင်လုံးမြို့နယ်ပြည်သူ့ကောင်ရေးတပ်ဖွဲ့ပြန်ကြားရေးတောင်းငန်ရဲဘော်ရှဲတို့ကရန်ကုန်ခေတ်တည်တဲ့တရင်ဌာနထံသို့ပြောဆိုသည် မန်ရှလာကိုရန်နေနနက်10နာရီခန့်တွင်ကြောင်နေမော်ရွာရှိပြူစောတိစကန်ကိုတော်လင်းတပ်ဖွဲ့များကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာဘန်ကာအနီးဘုံသီးများကြားရောက်ပောက်ကွဲပြီးပြူစောတိလေးကိုပြင်းထန်တိုက်ရန်ရရှိခဲ့ကြောင်းသိရသည်။ယင်းတိုက်ခိုက်မှုတွင်အစံဖက်စေကောင်စီတပ်သားများကလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော်လေတော်လင်းရဲဘော်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။ အရင်ကပြောချင်တာတော့ပုံရံသူကိုတိုက်ခိုက်တဲ့နေရာမှာကျွန်တော်တို့အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားနိုင်ရင်အောင်မြင်မှုဟာတွက်ချက်ဒါရတဲ့ပိုရမှာဖြစ်ပါတယ်။တော်လိုင်းရဖွဲ့စည်းတွေအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေဒီထက်မကပိုပြီးတော့လှုပ်ဆောင်သင့်ပါတယ်။ရန်သူဟာတဖြည်းဖြည်းနဲ့ပြန်ပြီးတော့အင်အားရနည်းပညာရပါဖြည့်တင်းစုဖွဲ့လာနေတာရှိပါတယ်။ကျွန်တော်တို့တော်လိုင်းရဖွဲ့စည်းတွေကလည်းရန်သူရဲ့လက်ရှိအခြေအနေကိုအကောင်းဆုံးနားလည်အောင်စူးစမ်းဆောင်ရွက်သင့်ပါတယ်ဟုလောင်းလုံးမျိုးနဲ့ပြည်သူ့ကောင်ရေးတပ်ဖွဲ့ပြန်ကြားရေးတောင်းခံရဲဘော်ရှယ်ရူကပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုကိုလောင်းလုံးပကဖဒရုန်းတပ်ဖွဲ့ TBLF ဒရုန်းတပ်ဖွဲ့ SkyGoat 1ဒရုန်းတပ်ဖွဲ့နှွေဦးပြောက်ကြားဒရုန်းတပ်ဖွဲ့နဲ့ကျောင်းသားတော်လှန်ရေးတပ်ဒရုန်းတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရသည်။ဆလဘီမန္တလေးတိုင်းမြို့နယ်များတွင်မိဘများကိုယုံသို့ခေါ်ယူပြီးစမှုရန်မဲနိုင်ခိုင်ကမဲပေါက်သူလူငယ်များကိုစစ်သေးသွင်းမြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မင်္ဂလိတိုင်းတွင်ရှိမြို့နယ်များတွင်လူငယ်များမိဘများကိုရှုံးသို့ခေါ်ယူပြီးစမှုရန်မဲများနိုင်ခိုင်းကမဲပေါက်သူလူငယ်များကိုစမှုရန်ခေါ်ယူနေကြောင်းဒေသပြည်သူများကပြောဆိုသည်မင်္ဂလိတိုင်းပြည်ကြီးတကောမြို့နယ်တွင်မက်လ12ရက်နေ့ကမြစ်သားမြို့နယ်တွင်ရမန်နီမက်လ14ရက်နေ့နှင့်ယနေ့မက်လ15ရက်နေ့တွင်၎င်းကြောက်စဲမြို့တွင်ရမန်နီမက်လ14ရက်တွင်၎င်းလူငယ်များမိဘများကိုဈေးရွာနှင့်ရက်ွက်ရုံးများသို့ခေါ်ယူစမှုထမ်းမဲများနိုင်ခိုင်းကြောင်းမဲပေါက်လင်းမဲပေါက်သူလူငယ်များကိုစစ်ထဲသို့ဆေလွတ်ပါမည်ဟု မိဘကချက်ချင်းဝန်ခံကလေးလက်မရေးထိုးပြီးလူငယ်များကိုစစ်တဲဝရန်အတင်းပြင်ခိုင်းနေကြောင်းသိရှိရသည်ကျောင်းဆင်မျိုးနဲ့တစ်ကြီးတန်းရက်ကွက်မှာစမုထံမဲနိုင်ဖို့စာရွက်တွေလာဝေပြီးတော့ဒီနေ့မဲနိုင်ခိုင်းနေတစ်ကြီးတန်းအုတ်ချုပ်ရေးမှုဘုံလုံးငတိကြီးကတော့မဲဘုံကံမီမိဘတွေကိုနိုင်ခိုင်းတာမဲပေါရင်မိဘကတခါရေကိုတော့စမုထံဆေလော့ပါမယ်ဆိုတဲ့ဝန်ခံကလေးလက်မှတ်ထိုးရတယ်ဟုဒေသပြည်သူတို့ကပြောဆိုသည် စစ်မှုရန်မဲများနိုင်ခိုင်းရာတွင်အများပြည်သူများအားလုံးရှိရင်နိုင်ခိုင်းခြင်းဖြစ်ပြီးစစ်မှုရန်ခေါ်ယူသည့်ပုံစံပြောင်းလဲသည့်ပုံစံအယောင်ပြလှုပ်ဆောင်နေကြောင်းပြည်သူများကဆိုသည်မြေသားမမနေကမဲနိုင်ခိုင်းနေတချို့ရွာတွေမှာမဲနိုင်ရွေးတယ်ရွာတော်တော်များများကတော့အင်းထိစစ်သားနဲ့အုပ်ကြီးတွေလိုက်ဖမ်းမိစတဲ့ထဲတာပြေးလဲမလို့ဘူးမပြေးနဲ့ဆိုပြီးအုပ်ကြီးတွေကနေညမရွေးဝန်ဖမ်းနေတာဟုမြေသားမျိုးပေါ်မှာစစ်မှုရန်ခေါ်ဆောင်ခံရသည့်လူငယ်တွေးမိခင်ကရှမ်းကုန်ခေတ်တဲ့တဲ့ရင်ဌာနထံသို့ပြောဆိုသည် မြသားမျိုးမှဒေသပြည်သူတို့ကမူရကန်ရွာရှိုးကန်ရွာတောင်းရင်းရွာညောင်ဝင်းရွာတွေမှာလူငယ်တွေမဲနိုင်ရမယ်ဆိုလို့ရွာပြင်တောတွေထဲမှာထွက်ပြေးနေကြရပါတယ်လူငယ်တွေမရှိတော့ကျေးရွာအုပ်ချုပ်ရေးမှုတွေကသူတို့ကိုယ်တိုင်မဲရီနိုင်ပြီးစီးရင်တွေယူသွားကြတယ်လို့ရန်ကုန်ခေတ်တည်ထင်ဌာနတန်းတို့ပြောဆိုသည်အကြံဖက်စက်ကောင်စီကရခုံနောက်ပိုင်းလူငယ်များကိုစစ်မှုရန်စီရင်မှတ်ပုံတင်ခိုင်းရင်လူငယ်များထွက်ပြေးပါကမိဘများကိုအေးအေးယူမည်ဆိုသောဝန်ခံကိရိများကိုတခါရဲလက်မဲ့ရေးထိုးခိုင်းနေကြောင်းသိရှိရသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့အရတားတွေကိုကာဝေးပေးဖို့မြန်မာစစ်ကောင်စီကို ကုလအကြီးအကဲတောင်းဆိုဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။မြန်မာပြည်ပခါကလူသားချင်းစာနာမှုအကျတဲဖြစ်စေပြီးရိုဟင်ဂျာတွေကိုအိုးအိမ်စွန့်ခွာစေလို့ဒီမိုကရေစီလမ်းဖွင့်ဖို့နဲ့နိုင်ငံသားတွေကိုကာဝေးပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အလဲပတ်ရောက်ရှိနေတဲ့ကုလသမဂ္ဂအတွင်းရေမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကမြန်မာစစ်ကောင်စီကိုတောင်းဆိုလိုက်ပါတယ်။ ်မြန်မာနိုင်ငံရှိအဖွဲ့အစည်းအလုံးအတွက်ကျွန်ုပ်ရဲ့သတင်းစကားကရှင်းပါတယ်အတန်နိုင်ဆုံးစိတ်ရှိတီးခံပြီးအပြည့်အစုံဆိုင်ရာလူသားချင်းစာနာမှုဥပဒေနဲ့ညီအရက်သားတွေကိုကာဝေးရေးဦးစားပေးကလူမျိုးစုကြားတင်မာမှုနဲ့အကြမ်းဖက်မှုတွေထပ်မံမဖြစ်အောင်ဟန်တားဖို့ဖြစ်ပါတယ်လို့၎င်းကဆိုပါတယ် ကုတာရက်စာဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရဖွဲ့အကြီးကဲမိုဟာမက်ယူနန်နဲ့တူဘင်္ဂလားဒေ့ရှ်အစိုးရကစီစဉ်တဲ့ရိုဟင်ဂျာတသိန်းခန့်အတွက်ဝါဖြေစာကိုမျှဝေခဲ့ပါတယ်။ရိုဟင်ဂျာတွေနဲ့သွေးစည်းညီညွတ်မှုရှိကြောင်းပြသဖို့ကုတာရက်စာဂျာတာဘရီနီကဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လေရကြခေးစဲတစ်ခုဖြစ်ရောက်ရှိလာခဲ့ပါတယ်။ရိုဟင်ဂျာရီယာမြန်မာနိုင်ငံတို့နေရပြန်လို့ပဲမြန်မာနိုင်ငံရဲ့အခြေအနေကဆိုးဝါးနေစေဖြစ်ပါတယ်လို့၎င်းကပြောပါတယ် ရေမုံွေပြက်လန့်မှုကြောင့်မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုအချက်အလက်တရဖြစ်တော်မယ်လို့သူကသတိပေးပါရယ်။ရိုဟင်ဂျာတွေကိုအကူအညီပေးမှုဖြတ်တောက်တာကိုရှောင်ကျဉ်မှုအရာအလုံးလုံးဆောင်မှုဂူတာရက်စ်ကခတိပြုခဲ့ပါရယ်။ဒုက္ခသည်တွေသိဆုံးမှုရှောင်ရှားနိုင်ရန်ရန်ပုံငွေတွေပံ့ပိုးကူညီကြဖို့ကမ္ဘာနိုင်ငံတွေကိုကျွန်တော်တို့အကူအညီတောင်းခံပါမယ်လို့သူကဆိုပါတယ်။ရခိုဆက်လက်တင်ဆက်ပေးမယ့်တဲ့ငါတော့မိုးကောင်းစားမော်ရော်နဲ့တိုက်ပွဲပြင်းထန်နေဆိုတဲ့တဲ့မျိုးဖြစ်ပါရဲ့ရှင်။ ကချင်ပြည်နယ်မိုးကောင်းမြို့နယ်စားမော်ကြေးရရင် စစ်ကောင်စီ SNA ပူးပေါင်းတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF ပူးပေါင်းတပ်တို့တိုက်ဝဲပြင်းထန်နေသည်ရှမန်နေ့မတ်လ14ရက်ကစာရွေးတိုက်ဝဲဖြစ်နေပြီးယနေ့တွင်စစ်ကောင်စီတပ်ကလက်နက်ကြီးများစတိုက်ပစ်ခတ်နေသည်ဟုဆိုသည် KIA တပ်မဟာကိုတရင်44ကဥဆောင်ချနေတာတိုက်ပွဲက ပြင်းထန်နေစစ်တပ်ကလက်နက်ကြီးအရန်သုံးနေရဲဟုဒေသခံတို့ကပြောသည် မိုးကောင်းမျိုးပေါ်တွင်တိုက်ပွဲဖြစ်နိုင်သည်ဟုသောသတင်းများကြောင့်ဒေသခံအချို့မှာတိမ်းရှောင်ရန်ပြင်ဆင်မှုများပြုလုပ်နေသည်ဟုသတင်းရရှိပါသည်ရှင်။မိုးကောင်းကဖြစ်ရင်ပွဲအမြန်ပြန်နိုင်တယ်သူတို့ဘက်ကမစားသေးလို့တိုက်ပွဲမဖြစ်သေးတာဟုတ်တယ်ဟုမိုးကောင်းမျိုးတွင်တာဝန်ကျနေသည့်မိသက်တပ်ဖွဲ့တို့ကပြောသည်။ ရခုတိုက်ပွဲဖြစ်နေသောစားမော်ကျေးရွာနေတွင်ပြီးခဲ့သည့်2024ဒီဇင်ဘာလကတိုက်ပွဲအပြင်းထန်ဖြစ်ခဲ့မှုသည် KIA ရဲ့တပ်မဟာကိုတရင်44နှစ်မြည့်တွင်စစ်ကောင်စီနှင့် SNL ပူးပေါင်းအင်အား300ခန့်မှစစ်ကြောင်းဝင်လာ၍ KIA ရဲ့ပူးပေါင်းတပ်ကတိုက်ခိုက်ခြင်းဖြစ်သည်စစ်ကောင်စီနှင့် SNL ပူးပေါင်းစစ်ကြောင်းထိခိုက်များစွာဖြင့်ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။ KIA သည်ကချင်ပြည်နယ်တွင်ပမော့မျိုးသိန်းတိုက်ပွဲကိုဒီဇင်ဘာလ၄ရက်ကစတင်တိုက်ခိုက်နေပြီးယနေ့အထိတိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။